မင်္ဂလာပါရှင်အိမ်မက်ဂရုကကျူဆိုလိုက်ပါတယ်လောက်ရောင်ခံထားတဲ့စားရဲ့အသုံးဝင်မှုပြောပြပေးချင်ပါတယ်လောက်ရောင်ခံထားတဲ့ရေတွေမဟုတ်ပါဘူးစားကိုလည်းလောက်ရောင်ခံလို့ရပါတယ်အဲ့ဒီစားကလည်းပုံမှန်စားတဲ့ပိုးပြီးအစွမ်းထက်တာကိုတွေ့ရပါတယ်ဘယ်လိုလုပ်ရမလဲဆိုတော့ဒီဒီစားကိုမဆိုသုံးနိုင်ပါတယ်အကောင်းဆုံးကတော့ ပင်လယ်စားလို့ခေါ်တဲ့စားကြမ်းကိုသုံးရင်အကောင်းဆုံးဖြစ်ပါတယ်။လိုအပ်တာကတော့ဖန်ပလင်းကိုသုံးရပါတယ်။ဖန်နဲ့ပြုလုပ်ထားတဲ့ပလင်းအယောင်တို့ပန်းပွင့်တို့ဒီဇိုင်းတို့မပါတဲ့ဖန်ပလင်းပြောင်းထဲမှာစားဖို့ထည့်ပါပြီးတော့လာပြညာရဲ့လာရောင်အောက်မှာထားပါနေရင်မထွက်ခင်မှာတော့အဲ့ဒီပလင်းကိုပြန်ပြီးသိမ်းယူရမှာပါသိမ်းပြီးတော့အဖုံးကိုပိတ်ပါပိတ်ပြီး အဖုံးပိတ်ထားတဲ့အလင်းကိုတနေရာမှာတိမ့်ထားပါလိုတဲ့အချိန်မှာထုတ်သုံးလို့ရပါတယ်အသုံးပြုတဲ့နီးတွေကတော့ညံရှိတယ်လို့အမျိုးမျိုးသုံးနိုင်ပါတယ်အများဆုံးသုံးလို့ရတဲ့နီးကတော့အဲ့မှာအရေးကြီးတဲ့တွေ့ဆုံပွဲတစ်ခုခုရှိတဲ့ဥပမာအင်တာဗျူးတို့တမမွင်ဘန်မှာပတ်စံသွားချီးမားတို့အဲ့လိုမျိုးပေါ့နော်အရေးကြီးတဲ့ကိစ္စတစ်ခုပြောဖို့တွားတယ်ဆိုရင် ဲ့ဒီလမ်းရောင်ခံထားတဲ့စားလေးကိုတစွန်းစားလောက်ပေါ့စကူလေးနဲ့ပဲထုတ်ထုတ်ပလတ်စတစ်နဲ့ပဲထုတ်ထုတ်တစ်ခုခုနဲ့ထုတ်ပြီးတော့အိတ်ထဲမှာထည့်ပြီးသယ်ဆောင်သွားလို့ရပါတယ်နောက်တစ်မျိုးကတော့သစ်စိတ်ထဲမှာ စိတ်မကြည်ဘူးဖြစ်တဲ့အခါမျိုးမှာဆိုရင်အဲ့ဒီစားလေးနဲ့ရေချိုးပါတစ်ခုလုံးပုတ်တိုက်ပြီးရေချိုးလို့ရပါတယ်နောက်တစ်ခါအိမ်မက်မကောင်းဘူးလို့စိတ်ထဲမှာထင်တဲ့အခါမှလည်း ခေါင်းလျှော်ရည်တဲကိုဒီစားလေးနည်းနည်းထည့်ပြီးတော့ခေါင်းလျှော်လိုက်လို့ရပါတယ်။အဲ့ဒါအပြင် protection အနေနဲ့တင့်ရဲ့အိမ်အဝင်းလို့ခြေတုပ်ခုံလို့အောက်မှာလဲဒီစားကို ဖြူထားလို့ရပါတယ်။နောက်တနည်းကတော့တင်ချစ်စေလိုတဲ့လူကိုချက်ပြုတ်ကျွေးတဲ့အခါမှာလဲဒီစားကို သုံးញအဖြစ်ပုံမိုးပြီးတော့အစွမ်းထက်တာကိုတွေ့ရပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်ရှင်။